။သွားတွေကိုအယောင်ဆွန့်ထင်းစေနိုင်တဲ့အစားအစာရှင်မျိုး။ကျမတို့နှီးစဉ်စားတောက်နေတဲ့အစားအစာတွေကကျမတို့သွားတွေကိုအယောင်ဆွန့်ထင်းစေနိုင်တယ်ဆိုတာကိုသတိထားမိပါသလား။ တကယ်တော့ကျမတို့ဟာသွားတွေကို အထောက်အကူပြုပစ္စည်းတွေအသုံးပြုတာဒါမှမဟုတ်သွားကျန်းမာရေးနဲ့ပတ်သက်တဲ့အလေးချိန်ကောင်းတွေကို မွေးမြူတာဒါတွေနဲ့ဂရုစိုက်နိုင်ပါတယ်။ပြီးပြည့်စုံတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ကျမတို့သွားတွေဟာဖြူခွေးတန့်စင်ပြီးတော့ကျန်းမာဖို့လိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကျမတို့သွားတွေကိုအယောင်ဆုံးတင်းစေနိုင်တဲ့အစားအစာရှင်းမျိုးကြောင်းကိုပြပြပေးသွားမှာပါ။လာပါတဲ့အပြုံးတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ အခုပြပြပေးသားမယ်အစားအစာတွေကိုရှောင်ကြဉ်ဖို့လိုပါလိမ့်မယ်နော်ပထမအဆုံးတစ်မျိုးကတော့ very သီးတွေပါ very သီးတွေဟာအရင်ရှမ်းပြီးတော့အာဟာရရှိပေမဲ့သူ့မှာပါဝင်တဲ့ရောင်ချဲပစ္စည်းတွေကတော့သွားရည်ရဲ့တွေလာပေါ်မှာကကြံခဲ့ပြီးတင်းရဲ့သွားပေါ်မှာပါလွာတဲ့အလွာပါလေးတစ်ခုလိုဖြစ်ပေါ်လာစေပါတယ် ။တင်ဟာဘယ်ရီသီးဖြော်ရီတောက်သုံးမယ်ဆိုရင်တော့ပိုက်ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ပိုက်တွေကဖြော်ရီနဲ့တင့်သွားရီဓာတ်ရိုက်ထိတွေ့မှုကိုကောက်ွယ်ပေးပြီးတော့သွားပြည့်စည်မှုကိုလည်းလျှော့ချပေးပါတယ်။တင်ကဘယ်ရီသီးစားမယ်ဆိုရင်တော့အစာပြီးပြီးချင်းရေနဲ့ပလုတ်ကျင်ဖို့တော့မမေ့ပါနဲ့နော်။နောက်ထပ်တစ်မျိုးကတော့ဥမီလိုတည်ကြတဲ့မုံလောင်ဏီပါ သူ့ရဲ့ဏီရဲအယောင်ကသွားကိုဏီရဲသွားစီမှာအမှန်ပါပဲသူ့ရဲ့အယောင်ဟာအယောင်စွန်းတင်းလွယ်တဲ့အတွက်ကြောင့်မို့လို့ ဥညီဖြော်ရီတောင်းနေတော့အင်ကြီးပေးသွားမယ်ဆိုရင်စိတ်ရှုပ်ရမှာအမှန်ပါပဲဒါကြောင့်ဥညီကိုအလွန်အတွန်စားခြင်းဟာဆိုရင်သွားတွေကိုထိခိုက်စေနိုင်တယ်ဆိုတာတန်တရားဝင်စရာမလိုတော့ပါဘူးအဲ့အတွက်အစားပြီးတိုင်းမှာသွားတိုက်ပါအဲ့ဒါမှသွားတွေညီရဲရဲမဖြစ်သွားအောင်လို့ကာကွယ်နိုင်မှာပါစာပြီးတိုင်းမှာချက်ချင်းပလုတ်ကြည့်မိမယ်ဆိုလို့ရှိရင်လည်းကောက်ွယ်နိုင်ပါတယ်နော်။နောက်ထပ်တစ်ခုကတော့ဘီစကုတ်မုတ်တွေပါ။ဘယ်သူကထင်မိမှလဲနော်။ ဒါပေမဲ့ဒီစကုမုတ်တွေဆိုတာတန့်စင်ထားတဲ့ကစီတက်တွေကိုတကြားတက်အတင်ပြောင်းပြီးတော့ပြုလုပ်ထားတာတွေပါအဲ့ဒီတကြားတက်တွေကသမားတို့သွားတွေမှာငကိုရှိပြီးသားဖြစ်တဲ့ဗီဒီဒီယာတွေအတွက်အဓိကအာဟာရလို့ဖြစ်သွားပါတယ်ဒါကြောင့်တကြားတက်နဲ့ကစီတက်အလုံးအုံပါဝင်တဲ့တရေစာတွေစားပြီးလို့သွားမတိုက်ဘူးဆိုရင်တော့သွားပိုးပေါက်တွေဖြစ်လာမှာအမှန်ပါပဲနော်နောက်ထပ်တစ်ခုကတော့ balsamic vinegar ပါ ဒီဗနီဂါအမျိုးအစားအလုံးကတော့အက်ဆစ်ဒက်များများပါဝင်တာမို့လို့အစာခြေဖြတ်တဲ့အခါမှာအထောက်အကူပြုပါတယ်။ဒါပေမဲ့စမားတို့သွားတွေအတွက်တော့မကောင်းပါဘူး။ဗနီဂါမှာပါဝင်တဲ့အက်ဆစ်ဒက်တွေကသွားတွေရဲ့ကြွေလွှာတွေကိုပျက်စီးပြီးတော့သွားတွေကိုထိခိုက်စေနိုင်ပါတယ်။ဘောဇမ်မစ်ဗနီဂါဆိုရင်တော့အက်ဆစ်ဒက်အပြင်အရောင်ကလည်းရင်းတဲ့အတွက်ကြောင့်မို့လို့သွားတွေကိုအလွယ်တကူဆွန့်ထင်းစေနိုင်ပါတယ်။ကံကောင်းတာကတော့ဘောဇမ်မစ်ဗနီဂါကို အများအပြားတော့ အရွက်တုပ်တွေနဲ့အစားလေးရှိရပါပဲအရွက်တွေကများသောအားဖြင့်တော့ဆလတ်ရွက်ပေါ့နော်သွားရည်အပေါ်မှာအကာအကွယ်တစ်ခုအနေနဲ့ဖောင့်ပေးပြီးတော့ဗနီဂါကြောင့်အယောင်ဆွန်းတင်းမှုကိုလည်းရောနေစေပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ချင်ဘတ်ပါတချို့အစားအစာတွေစားတော့တဲ့အခါမှာချင်ဘတ်နဲ့ဆိုရင်တော့တော်တော်လိုက်ဖတ်တာသိကြမှာပါအဲ့ဒီချင်ဘတ်ဟာလည်းတင့်ရဲ့သွားကိုထိကြိုက်စေတဲ့အချက်တွေကတစ်ချက်ပါပဲနော်ချင်ဘတ်မှာပါဝင်တဲ့အချင်းတက်ကသွားရဲ့ကြွေလွာတွေကိုပျက်စီးစေနိုင်ပါတယ် ဗနီဂါနဲ့တခြားအက်ဆစ်ဒက်များများပါဝင်တဲ့ပစ္စည်းတွေနဲ့နှက်ထားတဲ့ခြင်ဘက်တွေကို သွားရည်အတွက်အဓိကရန်သူလို့သွားဆရာဝန်တွေကသတ်မှတ်ထားကြတာပါ။အရန်ကြိုက်လို့စားမယ်ဆိုရင်တော့အရင်အတွက်သတ်မှတ်ပြီးတော့စားတင်ပါတယ်။စားပြီးပြီးချင်းမှလည်းသွားတိုက်ဖို့တော့မမေ့ပါနဲ့နော်။နောက်ထပ်တစ်ခုကတော့ကော်ဖီကိုလက်ဖက်ရည်လိုပါ။လူတိုင်းမိပါမနက်မိုးလင်းပြီဆိုရင် လလန်ဆန်းဆန်းဖြစ်ဖို့အတွက်ကော်ဖီဒါမှမဟုတ်လက်ဖက်ရည်ကိုတောက်လေးရှိကြပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်အလွန်အကျွံတောက်သုံးတာကသွားရည်ကိုဝါကျင်ကျင်အယောင်ပြောင်းလဲသွားစေနိုင်ပါတယ်နော်။နောက်ဆုံးတစ်မျိုးကတော့ခရမ်းကျင်သီး sauce ပါ။ခရမ်းကျင်သီးမှာ acid ပမာဏအများအပြားပါဝင်လေးရှိပါတယ်။ဒါကြောင့်ခရမ်းကျင်သီး sauce တွေက သွားကိုထိခိုက်စေနိုင်ပါတယ်။အယောင်ကလည်းအနီရောင်တောက်တောက်ဆိုတော့သွားကြွေလော်တွေမပြည့်စည်ဖို့အတွက်ဆိုရင်စနီးတကြစားဖို့လိုအပ်ပါတယ်။အီတလီအစားအစာတွေကို စိတ်ချလက်ချစားကြည့်ရင်တော့ပန်းမုံလား ဟင်းနုနယ်တို့ကို source တဲ့ရောဆက်စားသုံးသင့်ပါတယ်။ဒီအရွက်တွေကသွားပေါ်လာကိုဖုံးဟုတ်ပေးပြီးတော့ပျက်စီးခြင်းကိုလည်း short ချပေးနိုင်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ငါတို့ကဘာစားရမှာလဲလို့တွေးပြီးတော့ဆိတ်ရှုပ်သွားပြီလား။ဘဝကတူတူလေးပါနော်။အစားအသောက်တွေလိုက်ရှောင်နေရင်ကုန်မှာမဟုတ်ပါဘူး။ကျမတို့ကကျူးဆိုင်ဖို့ပဲလိုအပ်တာပါ။စားပြီးတိုင်းမှာပလုတ်ခြင်းမယ်။သွားမှန်မှန်တိုက်ပေးတာကလည်းကောက်ွယ်နိုင်ပါရဲ့နော်။ လူတိုင်းတန့်ရှင်းဖြူပွေးတဲ့သွားအလှကိုပိုင်ဆိုင်တင်ကြတာပါပဲ။ဒါကြောင့်လေသွားဆရာဝန်တွေကိုပြသပြီးတော့သွားဖြူအောင်ကြိုးစားနေကြတာပါ။ဒါတွေထိရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့အစားအသောက်တွေစင်ကျင်ဖို့လိုအပ်ပါတယ်။သွားဖြူစေတဲ့ကုထုံးတွေနဲ့လည်းသွားဆရာဝန်တွေကကုတာပေးနေပါပြီ။ကျမတို့ကိုယ်တိုင်ကလည်းသွားနဲ့ဂရင်းကျွမ်းမာရေးကိုဂရုပြုမယ်ဆိုလို့ရှိရင်တော့ပလာပတဲ့အပြုံးတွေကိုတေချာပေါက်ပိုင်ဆိုင်နိုင်ပါပါလို့ပြောရင်းနေပဲဗီဒီယိုလေးကိုညီကုန်ထုတ်လိုက်ပါရနော်။ နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်ပါမလို့ဆက်လက်ဆောင်မှကြည့်ရှုအားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်